ဆယ်လစ်စကူအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။နိုင်ငံတကာနုပညာရေးဝန်အတွေကဒီနေ့နုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေသူတို့ဘာတွေကြုံတွေ့နေရတယ်လဲဆိုတာတွေကိုဒီအစီအစဉ်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ New Jeans အဖွဲ့ကဂီတလှုပ်ရှားမှုတွေရည်နာလိုက်ပါပြီ။ အဒေါ်အေဂျင်စီနဲ့လက်တွဲဖြုတ်ပြီးတီချန်ရက်တီဖို့ဂျုံမတ်နေမိမယ်လေအဲ့လိုရက်တီခွင့်မပြုတဲ့တောင်ကိုရီးယားတရားရုံးရဲ့စီရင်ချက်ထွက်လာပြီးတဲ့နောက် New Jeans K-pop အဖွဲ့ကဂီတလှုပ်ရှားမှုတွေကိုရန်နာအုံးမယ်လို့ကြေညာလိုက်ပါတယ်။ရုံးတော်အမေအရာ NJZ ဆိုတဲ့အဖွဲ့နာမည်တင်တဲ့ဆက်လက်ရက်တီသွားမဲ့ New Jeans အဖွဲ့ဟာတချင်းသစ်ထွတ်မှုကနေအစကြော်ညာကိစ္စတွေလက်ခံမှုအစုံဘလို့တီချာဂီတလှုပ်ရှားမှုကိုမှပြုလုပ်ခွင့်မရှိဘူးလို့သိရပါတယ်။ New Jeans အဖွဲ့ကမတူမတန်ဆက်ဆံခံရမှု ဗိုလ်ကြားခံရမှုအပေါင်းဝင်စာချုပ်ချိုးဖောက်မှုတွေကို Adol Agency ဘက်ကမဖြေရှင်းပေးသေးတဲ့အတွက် Agency နဲ့လက်တွဲဖြုတ်ကြောင်း2024ခုနှစ်နိုဝင်ဘာ28ရက်နေ့ကကြေညာခဲ့ပါတယ်။မလ23ရက်ကပြုလုပ်တဲ့ဟောင်ကောင်ရှိုးဝဲမှာ New Jeans အဖွဲ့က Pit Stop အမည်ရှိတဲ့တချင်းတစ်ကိုဖျော်ဖြေခဲ့ပြီးတဲ့နောက်ဒီစင်မြင့်ဟာကျမတို့အတွက်အရန်ကိုအသေးပဲရှိပါတယ်။ဒီကိုရောက်လာတဲ့ပြည်သက်တယောက်ချင်းစီဟာကျမတို့ကိုအားရင်ဖြစ်စေတယ်။ဒါကိုပြောရတာတော်တော်လေးခက်ခဲပါတယ်။ဒီပွဲဟာကျမတို့ရဲ့နောက်ဆုံးဖြော်ပြပွဲဖြစ်ပါမယ်။ အဖွဲ့ရဲ့လှုံ့ဆော်မှုတွေကိုခဏရင်နာဖို့ကျမတို့ဆုံးဖြတ်ထားတယ်လွယ်လွယ်ကူကူချလိုက်တဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူးအခုချိန်မှာနားဖို့လိုတယ်လို့ယူဆလို့ပါဒီအတွက်ကျမတို့လုံဝနောင်နာရမှာလည်းမဟုတ်ဘူးလို့ပြိသက်ကိုကြီးညာခဲ့ပါတယ်ဟောင်ကောင်ရှိုးဝဲကို NGZ ဆိုတဲ့နာမည်တင်နေပဲဖျော်ပြခဲ့တာပါ New Jeans နဲ့ Adoro ကြာပฏิပခါက2024ခုနှစ်ဩဂုတ်လမှာစတင်ပေါ်ပေါက်လာခဲ့ပါတယ်၎င်းတို့အဖွဲ့ကိုတင် जा ပြသပေးတဲ့ဆရာ အမျိုးသမီး CEO မင်းဟင်းဂျင်ကိုအေဂျင်စီကအလုပ်ထုတ်လိုက်တဲ့ကိစ္စကနေအကြောင်းပြုပြီးပြဿနာကြီးထွားလာတာဖြစ်ပါတယ်။ Ashit Kumar က Safi Zaga အတွက်တရုတ်ဆောင်ကြီးဘာလို့မရခဲ့တာလဲ Ashit Kumar က Safi ယုံတင် Zaga အတွက်တရုတ်ဆောင်ကြီးမရခဲ့တာမဟုတ်ပါဘူး သူကိုယ်ရင်ကမယူခဲ့တာပါ။စကားထုတ်လို့သူပရစ်ပီယာစုကိုမာရန်က Pink Villa နဲ့အင်တာဗျူးမှာအကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။စုကိုမာရန်ရဲ့2019ရုပ်ရှင် Driving License ကို Selfie လို့အမည်ပြောင်းပြီးဟင်ဒီဘာသာနဲ့ပြန်လည်ဆန်းသစ်ရိုက်ကူတာဖြစ်ပြီးမင်းသားအရှိကိုမကအမှုပညာကြီးလုံးဝမယူခဲ့တာဟာစကားမပေါက်ခဲ့လို့စကားအုံမြင်မှာပဲအမှုပညာကြီးယူရောမယ်လို့အရှိကပြောခဲ့လို့ပါဆိုပြီးထုတ်လို့သူကပြောပါတယ်။ Selfie မှာအရှိကစူပါစတားတဦးအဖြစ် မင်းသားအရန်ဟက်မီကအဲ့ဒီစူပါစတားကိုအလွန်အားပေးသူရဲရရှိအဖြစ်ပေါဝင်သရုပ်ဆောင်ထားပါတယ်။အနုပညာလောကကိုချိန်မချမီအရှေးဟာနေပယ်ဆောင်အလုံးလုံးခိုင်းခဲ့ပါတယ်။ဘန်ကောက်မှာဇပွဲတို့အဖြစ်၎င်းအလုံးလုံးခဲ့သေးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာတော့အရှေးကကျွန်တော်မင်းသားတော်မဖြစ်ခဲ့ဘူးဆိုရင်တေချာပေါ့စစ်တပ်ထဲဝင်ခဲ့မိမှာရေတပ်ဒါမှမဟုတ်လေတပ်ထဲဝင်ကျင်တာဒါပေမဲ့ကံကြမ္မာကကျွန်တော်ကိုရုပ်ရှင်လောကထဲတွန်းပို့ခဲ့တယ်လို့ဖြေပို့ပါတယ်။ အိန္ဒိယဇာကာရီအော့စကာဆုနဲ့ဝေးဝေးနေတဲ့အပေါ်ဒီပီကာပါတူကွန်ကဘလို့ရင်ဖွင့်ထားလဲအော့စကာဆုနဲ့ထိုက်တန်တဲ့အိန္ဒိယဇာကာရီထွက်ပေါ်လာပေမဲ့အကြိမ်များစွာလိလူရှုခံခဲ့ရတယ်လို့ဘောလိဝုဒ်ရဲ့ထိတ်တန်းမင်းသမီးဒီပီကာပါတူကွန်ကခန်းစားနေရပါတယ်။မလ23ရက်မှာဒီပီကာက ပဲရစ်မှာကျင်းပတဲ့ LP ရှိုးပွဲတက်ဖို့အသင့်ပြင်ထားပုံမြင်ရတဲ့ဗီဒီယိုကို Instagram မှာတင်ခဲ့ပါတယ်။အဲဒီဗီဒီယိုထဲမှာဒီပီကာကသူ့ရဲ့ Oscar ခံစားချက်ကိုဖွင့်ထုတ်ခဲ့တာပါ။အိန္ဒိယက Oscar ဆုအတွက်လေးလူရှုခံထားရတာများနေပါပြီ။ Oscar ဆုရထိုက်တဲ့အိန္ဒိယရုပ်ရှင်ကားတွေအများကြီးရှိပေမဲ့ပြတ်ပယ်ထားသလိုခံစားရတယ်။ဇာတ်ကားတွေရောတရုတ်ဆောင်တွေရောပေါ့။ဒါပေမဲ့မမ်မီနေရာတခုကအဲ့ဒီတစ်နှစ်မှာ RRR ဆိုပြီးကြေညာတန်လဲထွက်လာရောစိတ်လှုပ်ရှားသွားရတယ်။ အိန္ဒိယနိုင်ငံသားဖြစ်နေတာကလွဲပြီးတကယ်ဆိုအာအာအာနဲ့ကျမကဘာဆက်ဆက်မှုမှမရှိဘူးလေ။ဒါပေမဲ့အဲ့ဒီအခိုက်အတန့်ကတကယ်ကိုပါစင်နဲ့ပြင်လွန်းတယ်လို့ပြောပါရယ်။၂၀23အော်စကာဆုပေးပွဲမှာအာအာအာဇာကာကနတူနတူဇဝင်တခြင်းကအကောင်းဆုံးမူရင်းတခြင်းဆုဆုခူးခဲ့တဲ့အပေါ်သူ့ရဲ့အပျော်ကိုဒီပီကာကပြန်ပြောခဲ့တာပါ။ဒီနေ့အော်စကာဆုပေးပွဲမှာ The Brutalist ဇာကာက Adrian Brody စမ်းဆောင်မင်းသားဆုရခဲ့တဲ့အတွက်အလွန်ဝမ်းသာမိတယ်လို့လည်းဒီပီကာကပြောလိုက်ပါသေးတယ်။ ပြေဆွန်ဟွန်ကရေးစားများလို့သူ့မဟေတီဖြစ်ဖို့မလွယ်ဘူးတဲ့အဲ့ဒါကိုဘသူကဖွင့်ချလိုက်တာလဲကင်ဆယ်ရွန်ကသူမဆုံးမီကင်ဆူဟွန်ကြီးစားများကြောင့်နဲ့သူမဟေတီဖြစ်ဖို့မလွယ်ကူကြောင်းပြောပြခဲ့တယ်လို့ဆန်ယွန်နဲ့ယင်းနေတယ်ဆိုတော့ယောက်ျားလေးတငယ်ချင်းတို့ကဖွင့်ချလာခဲ့ပါတယ်မလ26ရက်မှာကင်ဆယ်ရွန်ရဲ့အချစ်ဆုံးတငယ်ချင်းဆိုသူက Hoverlet အမည်ရှိတဲ့ YouTube channel မှာပေါ်လာပြီ။ကင်ဆယ်ရုံသေဆုံးမှုက80ရာခိုင်နှုန်းကင်ဆယ်ဝန်းကျောက်ဖြစ်ပြီး YouTuber လီချင်းဟိုကျောက်25ရာခိုင်နှုန်း New York မှာရှိတဲ့ကင်ဆယ်ရုံရဲ့ခင်ဗျားကျောက်900ရာခိုင်နှုန်းပါတယ်လို့ပြောပါရယ်။၎င်းကဆယ်ရုံရဲ့ personal ကိစ္စတွေကိုနားထောင်ပြီးလေးရှိတဲ့တငယ်ချင်းလို့လည်းဆိုပါရယ်။၎င်းက သူတို့ကြိုက်ကြတော့ကအသက်မပြည့်သေးဘူးဆိုတာဟုတ်တယ်သူကကင်ဆယ်ရွန်ကိုဆုပြင့်ခဲ့တာလို့ပဲထင်တယ်ဆယ်ရွန်ကပြောတယ်တွဲလာတဲ့ချောင်းနဲ့အတွင်းကင်ဆွန်ဟုံးရဲ့မဟေတီဖြစ်ဖို့ခက်တယ်ကင်ဆွန်ဟုံးကရေးစားများတယ်တဲ့ဆယ်ရွန်ကသူ့ကိုအတော်လေးတင်းခဲ့တာဆယ်ရွန်ရဲ့အမေကဆယ်ရွန်ရဲ့မန်နေဂျာပေါ့သူတို့ချင်းအဆင်ပြေပုံရတယ်ဒါပေမဲ့ဆယ်ရွန်ကအဲ့ဒီမြစ်တာတွေလောက်နဲ့မလုံလောက်လို့ဖြစ်မှာပေါ့လေမြစ်တာတွေပို့လို့ကျင်တာဖြစ်မယ်လို့ဖွင့်ဟခဲ့ပါတယ်ဒါပေမဲ့အခုပြောဆိုချက်တွေဟာဂျားလူတို့ရဲ့စကားရည်သာဖြစ်ပြီးအမှန်ဟုတ်မဟုတ်မသိနိုင်တာဖြစ်ပါတယ် ထန်ထွက်လာတဲ့ကောလာဟာလာတွေအရခင်စွန်ဟွန်းဟာမိန်းကလေးနှုံးနဲ့ပတ်သက်ခဲ့ပြီးနှုံးစလုံးကဒုတိယမျိုးဆက် K-pop နှစ်ဖွဲ့ကဖြစ်ပြီးအခုထိလည်းဂီတနှစ်ပင်မှာရှိနေကြ။၎င်းတို့ချင်းလည်းပြိုင်ဘက်တွေဖြစ်ပြီး၎င်းတို့ရဲ့အဖွဲ့နာမည်ကကိုရီးယားတန်နဲ့ထွန့်ရင်၄တန်ပါကြ။တအုပ်ကအရင်ကတည်းကကင်စွန်ဟွန်းနဲ့တရင်ထွက်ခဲ့သူဖြစ်ကြောင်းပြောဆိုမှုတွေရှိနေပါတယ်။မလ29ရက်မှာဆန်ရွန်ရဲ့မိသားစုကတရင်စာရှင်းလင်းပွဲပြုလုပ်ပြီးကင်စွန်ဟွန်းနဲ့ဆန်ရွန်တို့အပြန်အလှန်ပေးပို့ခဲ့တဲ့ ကာကိုတော့ message တွေကိုချပြခဲ့ပါတယ်။နောက်ပိုင်းဘလို့အငင်းပွားမှုမှာမှကာယကရှင်မိသားစုကစက်ပါဝင်ဖို့ဆန္ဒမရှိဘူးလို့ဆယ်ရုံရဲ့မိသားစုရှင်းနေကကြေညာခဲ့ပြီး YouTuber လီချင်းဟိုကိုတရားစွဲမယ်လို့အတည်ပြုခဲ့ပါတယ်။ နိုင်ငံတကာအမှုပညာရှင်ဘော်အတွင်းကသတင်းတွေနိုင်ငံတကာအမှုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေသူတို့ဘာတွေတွေ့ကြုံနေရတယ်လဲဆိုတာတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်ဆန်လုစ်ကုအစီအစဉ်မှာလည်းဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးကောင်းမလဲဆိုတာစောင့်ကြည့်ဖို့ဖိတ်ခေါ်နေပြီ။